တော်တရှင်တွေအားလုံးတာလီစွာပါ Development Media Group DMG ရဲ့2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့မင်းပြမျိုးကိုစစ်ကောင်စီဘုံကျဲမှုကြောင့်ခလင်းငယ်အပါအဝင်အရသာ9ဦးတေဆုံးပြီး9ဦးဒဏ်ရာရတဲ့အကြောင်းနှောကြောင်းနေတဲ့မောင်တို့ဒေသခံတဦးအာစာစီတပ်ဖြတ်ခံရပြီးတေဆုံးတဲ့သတင်းအရခပြည်လွတ်မြောက်ရေးကြိုးပမ်းမှုတွေအမြန်ဆုံးပြည့်စေဖို့ ဗိုလ်ချုပ်ထမ်းမြတ်နိုင်မွေးနေ့မှာစူတောင်းတဝန်လာပေးပို့ကြတဲ့အကြောင်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီစီစဉ်ကိုကျမဖြူဖြူရဲ့နဲ့အတူမိုးပေါကပူပေါင်းတင်ဆက်ပေးတော့မှာပါ။ပရမအုံအနေနဲ့မင်းပြားမျိုးကိုစစ်ကောင်စီဘုံကျင်းမှုကြောင့်ကလေးအပါဝင်အရက်တောင်း၅ဦးတည်ဆုံးပြီးတော့၉ဦးတန်ရရတဲ့အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။အရခတ်တော်ဒိန်ချောက်ထားရခိုင်ပြည်မင်းပြားမျိုးမြို့သေးရက်ွက်ကို မနေ့ကနိုဝင်ဘာ9ရက်မှာစစ်ကောင်စီကချက်ပိတ်တန်းနဲ့ပုံကျဲတက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မနေ့ကည7:00နာရီကျော်မှာမင်းများမျိုးပေါ်ကမြစ်တဲရက်ွက်ကိုပုံကျဲခဲ့တာဖြစ်ပြီးကလင်းငယ်2ဦးအပါအဝင်အမျိုးသား3ဦးနဲ့အမျိုးသမီး2ဦးသေဆုံးပြီးတော့ကလင်းငယ်2ဦးအပါအဝင်အမျိုးသား3ဦးအမျိုးသမီး6ဦးတရားရရှိခဲ့တယ်လို့သိရပါတယ်။ တည်ဆုံးသွားသူတွင်ကတော့မြို့သေးရက်ကွက်ကဥမောင်တန်းထဲ46နဲ့ဩကပြန်ရက်ကွက်ကမခန်ဆိုင်ရွှေ18နှစ်နဲ့မတင်ကီကျော်15နဲ့မြေပုံမြို့နယ်အလေကျွန်းကျေးွာကမင်းပြမြို့မှာစစ်ဘေးရှောင်နေတဲ့ဥဥမောင်တန်း53နဲ့တားပြစ်သူကိုတန်းမောင်တဲ့32တို့ဖြစ်ပါတယ်ဒီဘုံကျဲတိုက်ခိုက်မှုကြောင့်မြို့သေးရက်ကွက်ကလူနေအိမ်30ထက်မနည်းဘုံစားထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ် စက်ကောင်စီဟာအခုရပန်းအတွင်းအာရခတတ်တော်ဒိန်းလျှောက်နေရာတွင်ထက်ကအရသားနေထိုင်ရာတွင်ကိုဘုံကျတိုက်ခိုက်မှုလက်နက်ကြီးဒရုန်းတိုက်ခိုက်မှုတွင်ကိုစက်တိုက်ပြုလုပ်နေတာကြောင့်အရသားထိခိုက်သေဆုံးမှုတွင်တိုးလာနေတာပါစက်ကောင်စီဟာအာရခတတ်တော်ဒိန်းလျှောက်နေမြေတွင်ကိုစစ်ရေးအရတိုက်ခိုက်မှုတွင်စက်တိုက်ပြုလုပ်နေတာကြောင့်ပြည်သူတွင်ကိုစစ်ရေးတတိအထူးရှိကြဖို့အာရခတတ်တော်ကတတိပဲတိုက်တွန်းထားပါတယ်ဆက်လက်ပြီးတော့ နောက်ကျောင်းနေတဲ့မောင်တိုးဒေတာခန်တူအာစာစီတပ်ဖြတ်ခံရပြီးတည်ဆုံးတဲ့အကြောင်းကိုလည်းတင်ဆက်ပေးခြင်းပါတယ်။ရခိုင်ပြည်မောင်တိုးမြို့နယ်ငွေတောင်ကျေးရွာသားတယောက်နောက်ကျောင်းနေချိန်မှာမွတ်စလင်လက်နက်ကိုင်အဖွဲ့အာစာရဲ့တပ်ဖြတ်မှုခံရပြီးတည်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။အသက်36နှစ်အရွယ်ဥရွှေသိန်းဟာမနေ့ကနိုဝင်ဘာ9ရက်နေ့မနေ့ပိုင်းမှာမေယူတောင်ချေရင်မှာနောက်ကျောင်းနေချိန်အာစာအဖွဲ့ရဲ့တပ်ဖြတ်မှုကိုခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။မောင်တိုးခရိုင်မှာမွတ်စလင်လက်နက်ကိုင်အဖွဲ့အာစာက အရသားတွေကိုဖမ်းဆီးတပ်ဖြတ်မှုတွေကိုမကြာခဏပြုလုပ်နေပြီးတော့အော်တိုဘားလ24ရက်ကလည်းမေယူတောင်ချင်းမှာနှွားကြောင်းနေတဲ့ကင်းချောင်းရွာသား၃ယောက်ကိုအစာအဖွဲ့ကဖမ်းဆီးသွားခဲ့ပြီးတော့ဒီကနေ့အထိပြန်မလွတ်လာသေးပါဘူးပြီးခဲ့တဲ့အော်တိုဘားလ22ရက်ကလည်းရတဲတောင်မြို့နယ်ဇေဒီပင်ကျေးရွာကမောင်တို့မြို့နယ်ကြောက်ပန်းလူရွာကိုထွက်လာတဲ့ခရီးသည်တင်ကားတစ်စီးကိုအစာအဖွဲ့ကခြုံခိုတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး2ဦးသေဆုံးပြီးမြို့သားနှုတ်ဦးဒဏ်ရာရရှိခဲ့ပါတယ် မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နေဆက်ကနေတဆင့်မောင်တို့ခရိုင်အတွင်းကိုစီးဝင်လှုပ်ရှားနေတာကြောင့်ဒေသခံတွေရဲ့လုံခြုံရေးကိုချင်းချောင်းနေပါတယ်။အခုလိုမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေရဲ့အန်ဒီရဲ့ကြောင့်မောင်တို့မျိုးတွေကကြေးရွာပေါင်း၉ရွာလောက်ဟာဘေးလွတ်ရာကိုတင်းချောင်းနေကြရပါတယ်။လက်ရှိမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေကိုအာရခတပ်တော်ကလိုက်လံရှင်းလင်းနေပြီးတော့ဒေသခံတွေအနေနဲ့တွာလာလှုပ်ရှားမှုတွေကိုအထူးသတိပြုကြဖို့အေအေကသတိပေးထားပါတယ်။ အာရခပြည်လွတ်မြောက်ရေးကြိုးပမ်းမှုတွင်အများဆုံးပြည်စေဖို့ဘူလျှော့ထွန်းမြင့်နိုင်မွေးနေ့မှာစုတောင်းတဝန်လာပေးပို့ကြတဲ့တည်င်းကိုလည်းတင်ဆက်ပေးမှာပါ။အာရခပြည်လွတ်မြောက်ရေးကြိုးပမ်းမှုတွင်အများဆုံးပြည်စေဖို့အာရခတပ်တော် AA တပ်မှုချုပ်ဘူလျှော့ထွန်းမြင့်နိုင်ရဲ့59နှစ်ပြည့်မွေးနေ့မှာဒေါ်လာရဲ့တပ်ဖွဲ့ဝင်နဲ့လူမှုအဖွဲ့အစည်းတွင်ကတဝန်လာပေးပို့စုတောင်းပေးခဲ့ကြပါတယ်။ ရခိုင်မျိုးသားအဖွဲ့ချုပ် ULA ရဲ့ဥက္ကဋ္ဌအာရခတ်တော် AA တမူးသောဘူသောထွန်းမြတ်နဲ့ဟာဒီနှစ်နိုဝင်ဘာ9ရက်ကအသက်58နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ဘူသောထွန်းမြတ်နိုင်ရဲ့58နှစ်ပြည့်မွေးနေ့ကိုမြို့ဝကျွမ်းပေါ်အမျိုးသားတပ်ဖွဲ့ဗမာတပ်မတော် BA ရောကာကိုရဲ့တပ်ဖွဲ့ WDF Robin Hood Mission Protection နဲ့ကဘာလုံးဆိုင်ရာအာရခအမျိုးသားကွန်ရက်တို့ကမွေးနေ့ဆုတောင်းတဝန်လာတွင်ကို ပေးဖို့ခဲ့တယ်လို့အာရခတ်တော်ကထုတ်ပြန်ထားတာပါ။ ဘိုးချောက်ထွန်းမြတ်နိုင်ကို1988ခုနှစ်နိုဝင်ဘာ9ရက်မှာအဖအုပ်ချုပ်မြအောင်နဲ့အမိတော်မြတန်းတော်ကရခိုင်ပြည်စစ်တွေမျိုးဘောင်းထက်သားစုရက်ကွက်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ဘိုးချောက်ထွန်းမြတ်နိုင်ဦးဆောင်ပြီးအရခတ်တတော် AA ကို2009ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးတော့လက်ရှိမှာရခိုင်ပြည်အတွင်းကမြို့နယ်16ခုတက14မြို့နယ်ကိုတင်ပိုက်တင်းလျှောက်ထားတာလည်းဖြစ်ပါတယ်။တဲ့င်းတွေကိုဆက်လက်တင်ဆက်ပေးနေပါရယ်။ လေတအင်အားကောင်းဖို့ရေတိုရေရွှေအစီအစဉ်တွေလုပ်နေတယ်လို့စစ်ကောင်းဆောင်ပြောတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါမြမတပ်မတော်လေဟာကာကွယ်ရေးနဲ့တိုက်ခိုက်ရေးအတွက်အဓိကကျတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးပထဝီဝင်နိုင်ငံရဲ့အရာ မရှိမဖြစ်လိုအပ်ပြီးတော့အင်အားကောင်းမွန်စေဖို့နဲ့ခင်မင်းအဆင့်မြင့်စေဖို့မဖြစ်မနေကြိုးပမ်းနေတယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်မနေ့ကနိုဝင်ဘာလ9ရက်မှာနေပြည်တော်လေတပ်စခန်းမှာပြုလုပ်တဲ့တပ်မတော်လေကလေရင်ရဟတ်ရင်တွေကို တပ်တော်ဝင်ချင်းအခမ်းအနားမှာခုလိုပြောဆိုခဲ့တာပါဒီပွဲမှာရဟတ်ရင်၃ဆင်းနဲ့တခြားလေရင်၂ဆင်းစုစုပေါင်း၅ဆင်းတပ်တော်ဝင်ခဲ့တာကိုတွေ့ရပါတယ်ဒါအပြင်မြမပြည်တွင်းပထဝီအနေအထားကလည်းတိုးတောင်ထူထပ်ပြီးတော့မြေချောင်းအိမ်အိမ်တွေပုံများစွာတည်ရှိနေတဲ့အတွက်တာမန်တော်လာကူတန်ဖို့အကန့်အသတ်တွေရှိတာကိုတွေ့မြင်ရမှာဖြစ်တယ်လို့ပြောပါတယ်တစ်ဖက်မှာလည်း non-state actor တွေဖြစ်တဲ့လက်နက်ကင်အဖွဲ့အစည်းတွေဝိသမစည်းဝါရှာလိုတဲ့အဖွဲ့အစည်းတွေဟာလည်းလေချောင်းဆိုင်ရာအရင်းအမြစ်တွေကို ပိုင်ဆိုင်အသုံးပြုလာနိုင်အောင်ကြိုးပမ်းနေကြတာကိုလေ့လာတွေ့ရှိရတယ်လို့စေကောင်းဆောင်ကဆိုပါတယ်။ဒါကြောင့်ဒီကနေ့တက်တော်ဝင်ပေးလိုက်တဲ့လေရင်ရဟတ်ရင်တွေကိုမြန်လို့တန်ဖိုးထားပြီးကြံ့ကျင်ထိရောက်ကင်တွေအသုံးပြုထိမ့်သိမ့်ပြီးတော့စွန့်ရည်ဆင်တန်းမြင်မာတဲ့လေတက်မတော်တခုဖြစ်ကြောင်းတက်တက်ပြောက်ဖို့လုပ်ရမယ်လို့သူ့ရဲ့လက်အောက်ခံလေတက်အရာရှိတွေကိုညွှန်ကြားခဲ့တာပါ။အဲ့ဒီနောက်လေရင်ရဟတ်ရင်တွေတေုပ်ပြအုပ်ဖွေပြန်တန်းအလဲပြူရန်နဲ့စွန့်ရည်ပြတာတွေ MI70 ရဟတ်ရင်လေစင်း ီရိုကော့ပတာရဟတ်ယာဉ်2စင်းဘဲ20ဆဲရဟတ်ယာဉ်2စင်း H125 ရဟတ်ယာဉ်2စင်း MTX1B ကင်းထောက်လေယာဉ်2စင်း MTXA ကင်းထောက်လေယာဉ်2စင်းနဲ့အမောက်တင်လေယာဉ်2စင်းတို့ကတရုတ်ပြပြန်တန်းခဲ့ပါတယ်။ဒါ့အပြင် ATR 72တေယူပို့ဆောင်ရေးလေယာဉ်2စင်းနောက်ထပ်တေယူပို့ဆောင်ရေးလေယာဉ်2စင်း KI ဂျက်တိုက်လေယာဉ်4စင်း MiG 29ဘက်ဆောင်3ဂျက်တိုက်လေယာဉ်5စင်း SU30 SME ဘဲဆောင်တုံးကျဲတိုက်လျင်တုံးစင်တို့ကတီတီတယုတ်ပြပြန်တန်းကြပါတယ်။နောက်ထပ်စတုထမျိုးဆက်အလွန်ဘဲဆောင်တုံးအကြီးစားတိုက်လျင်တွေ ဖြစ်တဲ့ SU30 SME တိုက်လျင်၂ဆင့်နဲ့ပြန်တန်းအလဲပြုပြီးအဲ့ဒီတိုက်လျင်တွေရဲ့အဆင့်မြင့်လှုပ်ရှားစေကစားမှုတွေကိုစွန့်ရည်ပြပြန်တန်းမှုတွေလုပ်ပြခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တီးတိမ်မှာအင်အား၄၀၀လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းအထိနာနေတဲ့သတင်းကို တင်ဆက်ပေးမှာပါ။ ရှင်းပြည်နယ်ဒိတ်နယ်မြို့နယ်အတွင်းမှာအင်အား400လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့နေစဉ်တိုက်ပွဲပြင်းထန်နေပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားအသေးဆုံးသူ40လောက်ရှိပြီးတော့ဒဏ်ရာရရှိသူတွေနဲ့အများအပြားရှိနေတယ်လို့ချင်းညီနောင်အဖွဲ့ကထုတ်ပြန်ပါတယ် စစ်ကောင်စီရဲ့အင်အား400လောက်ပါတဲ့စစ်ကြောင်းဟာအော်တိုဘာ29ရက်ကစလို့ဒေသခံတချို့ကိုလူသားတိုင်းကအဖြစ်ဖမ်းဆီးပြီးတော့တီးတိမ်မြို့ကနေကလေးလမ်းပန်းတိုင်းငင်းဘက်ကိုဥတီစစ်ကြောင်းထိုးလာနေပြီးချင်းညီနောင်အဖွင့်ရဲ့ဂျားပြတိုက်ခိုက်မှုနဲ့အတူနေစဉ်တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတဲ့တပ်ဝဲတဲ့ရှောက်စစ်ကောင်စီတပ်သား40လောက်တေဆုံးမှုရှိနေပြီးတရားရရှိသူအများအပြားရှိပြီးတော့ထွက်ပြေးသူတွေလည်းရှိနေတယ်လို့နိုဝင်ဘာ9ရက်ရက်စွဲနဲ့ထုတ်ပြန်တဲ့ရှင်းညင်အောင်အဖွဲ့ရဲ့စီရဲတည်င်းထုတ်ပြန်ဆက်မှာဖော်ပြထားတာပါ။ နိုဝင်ဘာ6ရက်မှာစစ်ကောင်စီစစ်ကြောင်းကလူသားတန်းကအဖြစ်ဖမ်းဆီးပြီးအာမပြုကျင့်ခံခဲ့ရတဲ့အမျိုးသမီးတို့အပါအဝင်ဒေသခံ14ဦးကိုကင်တင်နိုင်ခဲ့ပြီးစစ်ကောင်စီရဲ့လက်နက်ခင်းရံွယ်ကိုလည်းတင်းစီရမိခဲ့တယ်လို့ချင်းကြီးနောင်ဖွဲ့ကဆိုပါတယ်စစ်ကောင်စီဟာအော်တိုဘား26ရက်ကစလို့ရှင်းပြနေတင်းတင်းမြို့ခလာယာ269မှာ MN စုခုံအမျိုးသားရဟန်းရင်နဲ့အခေါ်ရ26ကျင်းဆင်းသက်ပြီးအင်အား900လောက်ကိုစက်တိုက်ပို့ဆောင်ခဲ့ပြီးတဲ့နောက်အင်အားအလုံးရင်းနဲ့ဒုစစ်ဆင်လာခဲ့တာလို့ဆိုပါတယ် စစ်ကောင်စီဟာနိုင်ငံတော်ဝန်မျိုးနယ်ပေါင်း63ခုကိုဆဲအောင်ရေးကြေညာထားပြီးအဲ့ဒီနေမြေတွင်ကိုမြေပြင်အင်အားအလုံးအရင်းနဲ့မြေပြင်အင်အားအလုံးအရင်းအပြင်ရေချောင်းဝင်ဟင်ပစ်ကူတွင်ကိုရယူပြီးတော့အပြင်းထန်ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။နောက်ဆုံးတစ်ပုတ်အနေနဲ့ရွေးကောက်ပွဲလာရောက်လည်လာဖို့ဘင်္ဂလားဒေ့ရှ်ကိုစစ်ကောင်စီဖိုက်ခိုးတဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးချင်ပါတယ်။မြန်မာနိုင်ငံမှာကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲတွေကိုလာရောက်လည်လာစောင့်ကြည့်ဖို့ စစ်ကောင်စီကဘင်္ဂလားဒေ့ရှ်ကိုဖိတ်ခေါ်လိုက်တယ်လို့ဘင်္ဂလားအခြေစိုက်သတင်းတွေမှာဖော်ပြချက်အရသိရပါတယ်။လာမယ့်ဒီဇင်ဘာလကစတင်ပြီးတော့အတုတ်လိုက်ခွဲပြီးကျင်းပမယ့်ရွေးကောက်ပွဲတွေကိုလက်လာစောင့်ကြည့်မဲ့သူတွေကိုစီလော့ဖို့အတွက်စစ်ကောင်စီကဘင်္ဂလားဒေ့ရှ်အစိုးရစီတရားဝင်ဖိတ်ကြားစာပေးပို့ခဲ့တာဖြစ်တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကနိုဝင်ဘာ6ရက်နေ့ကအတည်ပြုထားပါတယ်။စစ်ကောင်စီရဲ့ဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီးတော့ဒါကာဘက်ကတစုံတရာတုံ့ပြန်ပြောကြားမှုမပြုလုပ်သေးဘူးလို့ နိုင်ငံခြားရေးဌာနကသတင်းရင်းမြစ်တစ်ခုကိုကိုးကားပြီးပရိုတွန်အလိုသတင်းဌာနကဖော်ပြပါဗျ။ဒါကအနေနဲ့လက်တလုံးမှာဆက်လက်နှုတ်ဆက်နေမဲ့သဘောရှိတယ်လို့သတင်းမှာဖော်ပြချက်အရသိရပါဗျ။မြန်မာဟာအရှိတောင်အာရှကတခြားနိုင်ငံတွေကိုလည်းအလားတူဖိတ်ကြားထားတယ်လို့သိထားရပြီးဒီလောက်ရက်ကစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုတရားဝင်ဖြစ်အောင်ကြိုးပမ်းနေတဲ့သဘောလို့ယူဆနိုင်ကြောင်းလဲပရိုတွန်အလိုသတင်းကဖော်ပြထားပါဗျ။စစ်ကောင်စီဟာရွေးကောက်ပွဲပထမအကြိုကို 2025ခုနှစ်ဒီဇင်ဘာလမှာကျင်းပမှာဖြစ်ပြီးတော့ဒုတိယအကြိုကို2026ခုနှစ်ဇန်နဝါရီလမှာကျင်းပမယ်လို့ထုတ်ပြန်ထားပါတယ်။လက်ရှိရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့စီရင်ပေးထားတဲ့ပါတီအရေအတွက်ဟာ55ပါတီလောက်ရှိတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရနာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနေဆိုရင်တော့ အပေါင်း669 63 633 633ကိုလုံချုံစိတ်ရှာစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီစီစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။